မိုင်းဗီတဆေးဘူးတွေကတီရဲမှာထောက်လုပ်တယ်ဆိုပြီးတော့အထင်သေးလို့တော့မရအောင် ISO 9001 2015လက်မှတ်ရပြီးသားဗျ။ဟုတ်ကဲ့အခုဆိုရင်ဒါဒါမီးစလောင်နေပြီပေါ့မီးရဲ့အောက်ခြေကိုချိန်ပြီးတော့ပိုက်ကောင်းကိုဘဲညာရမ်းပြွေးနှိမ့်တာရပါတယ်။ဒီကောင်နာမှာရှိတဲ့မီးသက်ဆေးဘူးတွေကအနည်းဆုံး10နှစ်သက်တမ်းအနည်းဆုံးရှိတဲ့မီးသက်ဆေးဘူးတွေဖြစ်တယ်။ Portable Fire Pump Set ပေါ့နော်။နေတို့ဘာလို့မှဆိုလို့ရှိရင်ဒီဟာလေးကတော်တော်အသုံးဝင်တယ်လို့ပြောတယ်။နော် Nozzle တွေဆိုလို့ရှိရင်ဒါကျွန်တော်ငငယ်ရဆိုရင်ဒါသကြမ်းမှာမန်တပ်ပေါ်ကနေပြီးတော့ဖြန်းတဲ့ဟာမှရေးတွေပါပြတ်တဲ့မီးသက်ခေါင်းတွေလို့ကျွန်တော်မျက်စိတွေဒါပဲရုပ်တရက်တော်တော်မြင်နေတာ။ အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့တောင်တကုန်ဆက်မှုဆောင်၃မှာရှိတဲ့ Smile Meter Save ဆက်ယုံနဲ့အယောင်ပြခန်းကိုရောက်နေရပါဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးလို့ရှိရင်လွန်ခဲ့တဲ့လပိုင်းတည်းကကျွန်တော်ကဒီ Firefighting နဲ့ပတ်သက်တဲ့ content တွေကျွန်တော်ရိုက်မယ်လို့ကျွန်တော်စဉ်းစားနေတော့မှရှိသေးတယ်။ဒီ Smile ကတာဝန်ရှိတဲ့လူတွေကျွန်တော်ဆက်သွယ်လာ။ကိုစီသူတို့နဲ့ပေါင်းပြီးတော့ Now Fire Safety နဲ့ပတ်သက်တဲ့ content တွေရိုက်အောင်ဆိုပြီးတော့လာပြောတဲ့အချိန်မှာဒီဆက်ယုံလာလေတဲ့အကြောင်းရင်းကျွန်တော်ဖြစ်သွား။ဖြစ်သွားတဲ့အချိန်မှာကျွန်တော်ဒီမှာဘာတွေတွေ့လဲဆိုတော့အာ ီတက်ဆေးဘူးတွေပေါ့မီတက်ဆေးဘူးတွေဆိုဒါလေးတွေဆိုရင်ဒါ 1kg ဆေးဘူးလေးဒါမျိုးလေးတွေဆိုရင်ကျွန်တော်တို့ဘဲသွားသွားကားထဲမှာဆိုစောင်းနာလို့တဲ့နဲ့ size လေးတွေပါသေးလားအရွယ်တော်လေးတွေပါကြည့်တော့လောက်လေးတွေ တပေးကြော်ကြော်လောက်လေးပဲရှိတယ်ဒါလေးဆိုဒပိုင်းတနိုင်ပဲ main clean ဆိုလို့ရှိရင်လည်းသုံးရတာတော်တော်လေးကိုတင့်တော်မဲ့ size မျိုးလေးဒါလေးဆိုလို့ရှိရင်ဒါ 1kg size လေးရှိတယ်သူကမျိုးမျိုးရှိတယ်1 kg 2 kg 3 kg 4 kg 6 kg 8 kg 9 kg ဆိုပြီးတော့သူကဒါပေါ်ဒါတိုက်မှာဆိုရင်ဒါအများကြီးရှိတယ်အမျိုးမျိုးရှိတယ်အဲ့တော့မိမိအိမ်ပဲဖြစ်ဖြစ်ရုံးပဲဖြစ်ဖြစ်ဘယ်ဟာနဲ့ပဲဖြစ်တင့်တော်တဲ့အနေထားကိုရွေးပြီးတော့ဝယ်ရမှာဖြစ်တယ်ကျွန်တော်အိမ်မှာဆိုရင်ဒါ 2kg တွေဝယ်ရတာထင်တယ် 2kg ကြီးကကျွန်တော်ကအိမ်မှာက inverter ရဲ့ battery နားမှာဆိုရင်ဒီ 2kg ကြီးက3လုံးလောက်ကျွန်တော်ထားရတယ်ကျွန်တော်ထပ်တောင်တိုးရင်တိုးရအောင်မလားမသိဘူးကျွန်တော်ကအရင်က battery တစ်လုံးပဲရှိအခုကျတော့ battery တစ်လုံးဖြစ်သွားတာဖြစ်တယ်လေနည်းနည်းများထပ်များတိုးရမလားမသိဘူးဩပြီးတော့မကြီး 2kg ကြီးမှာဆိုသူကရေးတာတာမန်မီလောင်မှုဖြစ်စင်လို့နော်လောင်စာစီဓာတ်ငွေ့မီလောင်မှုဖြစ်ပွားခြင်းเนาะလက်စစ်ကြောင့်မီလောင်မှုဖြစ်ပွားခြင်းတွေကိုအာဘယ်လိုပြမီထိန်းမှုအတွက်မီငိမ့်မှုအတွက်ကိုဓာတ်တွေကိုသုံးရမှာအဲသူကရေးတာပြီးသားအဲ့တော့ 2kg ရှိတယ် 3kg ရှိတယ် 4kg ရှိတယ် 6kg ရှိတယ် 8kg ရှိတယ် 9kg ရှိတယ်ဒါမျိုးမျိုးပေါ့ဒါအဲကျွန်တော်ခုနကပြောသလိုပဲမိမိလုပ်ငန်းပေါ်မှာမူတည်ပြီးတော့ထားမယ် size တွေဖြစ်ပြီးတော့ထပ်ရွေးချယ်ပြရှိသေးတယ်ဒါဆိုလို့ရှိရင်ဒါ foam type ဖြစ်သွားတယ် foam type မှာဆိုလို့ရှိရင်လည်းဒီမှာတာမန်မီလောင်မှုဖြစ်ပွားခြင်းရယ်အဓိကကတော့လောင်စာစီတွေဓာတ်ငွေတွေမီလောင်နေဆိုရင်ဒါနဲ့ဆိုရင်ပို့ပြီးတော့မြန်မြန်လေးညှိနိုင်မယ်ပို့ပြီးတော့လည်းမီးထိန်းနိုင်မယ်လို့သူကဆိုရတယ်ပြီးနောက်တစ်ခုကရှိတယ် CO2 နဲ့ နော် CO2 နဲ့ဆိုလဲအဲ့တိုင်းပဲ CO2 ကတော့ဒါအဲနည်းနည်းလေးဟိုကျွမ်းကျင်တဲ့လူတွေသုံးမှာပို့ပြီးတော့အဆင်ပြေမယ်လို့သိထားတယ်ပုံမှန်သားမှန်အိမ်နေမှာဆိုလို့ရှိရင်ဒါကိုသုံးမယ်ဆိုလို့ရှိရင်တော်တော်လေး knowledge တွေရှိတာမှဒါ CO2 တွေဘာတွေကသုံးလို့ရမယ်လို့ကျွန်တော်သိတာ။ Okay ဒါကတော့ဒါမိသက်ဆေးဘူးဒါအိမ်သုံးနေရုံသုံးနေအတွက်အကုန်လုံးဖြစ်ပြီး channel product တွေလည်းသူကအများကြီးရှိတယ်။သူကရှိတာမှအဲဒီ residential တွေအတွက်တည်းမဟုတ်ဘူး။ channel ထားပါတော့ရုံနေစက်ရုံနေအတွက်ပါနောက်ပြီးမိသက်ဌာနတွေအတွက်ပါသုံးလို့ရတဲ့ပစ္စည်းတွေလည်းအများကြီးရှိရတဲ့အတွက်ပြီးလို့ရှိရင်ဒီမှာစိတ်ဝင်စားဖို့ကောင်းတာဒါလေးဆိုရင်မှာ fire blanket လေးတွေ เนาะဒါလေး fire blanket လေးရှိတယ် fire blanket တွေကတော့အာမီးထိမ်းဖို့အတွက်ပေါ့ဗျာတိလားသူကအဲ့နေရာနေထပ်ပြီးတော့နောက်တနေအောင်မီးမကူးအောင်လို့ဥပမာမီးဘိုးတွေပါရင်မီးလောင်လဲဆိုရင်ဒီ fire blanket ကိုဖြတ်ပြီးအဲ့ဘောအုပ်ချလိုက်အဲ့ဒါဆိုလို့ရှိရင်သူကမီးထိမ်းမိသားဖြစ်သွားနောက်တနေအောင်မကူးတော့ဘူးဒီလို product တွေလည်းရှိတယ်အစုံပဲမီးသက်ဆေးဘူးရဲ့ထားမဲ့နေရာလေးတွေအထိုင်လေးတွေရှိတယ်ဟိုရယ်လေးတွေရှိတယ်ဒီမီးသက်ဆေးဘူးရဲ့အကြောင်းပြောရဲနဲ့ကျွန်တော်ပြောစရာတစ်ခုရှိသေးတယ်ဒီမီးသက်ဆေးဘူးတွေက နော်ဘယ်ကနေပြီးတော့ inspection လက်မှတ်တွေပါတွေရတာလဲဆိုတော့ fire service department ပေါ့နော်မြန်မာနိုင်ငံမိသက်ဦးစီးဌာနရဲ့ inspection certificate တွေပါတွေကိုအာပင်ရတာမို့တကယ်ရတာဒီမိသက် safety ဆိုရင်မိသက်ကိုပို့ပို့ပြီးမိသက်ကနေပြီးတော့ကြိုက်တလောက်ဆက်စိတ်ကြိုက်ဆက်နော် safety တွေဆက်မယ် fire fighting တွေဆက်မယ်အဲမှာပါဝင်တဲ့ powder ရဲ့နော်မိသက်နှုံးတွေဆက်မယ်အဲ့ဒါတွေအကုန်လုံးတေးချဆက်ပြီးတော့မှဒီ certificate ဆိုတာထွက်တာနော်အဲ့ certificate ကဒါတောင်းတောင်းရဖို့ကပြောတော့တော့မလွယ်ဘူးပေါ့เนาะဒါပေမဲ့ဒီ smile meter save ဘူးကြီးကကြာတော့မိသက်ဌာနရဲ့ inspection certificate တွေရလာတာဖြစ်ပါတယ်အဲ့တော့ကိုပဲဆက်ကြည့်အောင် ဒီဘက်မှာဆိုလို့ရှိရင်လည်းမာ nozzle တွေရှိတယ်။ nozzle တွေဆိုလို့ရှိရင်ဒါကျွန်တော်ငငယ်ရဆိုရင်ဒါတကြမ်းမှာမန်တပ်ပေါ်ကနေပြီးဖြန်းနေဟာမရေးတွေပိုင်းပတ်တယ်မိသားခေါင်းနေလို့ကျွန်တော်မျက်စိတွေဒါပဲရုတ်တရက်သွားသွားမြင်နေတာမဟုတ်ပါဘူးဒါတွေကတကယ်ကို professional မိချင်းတတ်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေဖြစ်တယ်။သူက nozzle မှာ yellow nozzle လည်းရှိတယ်။မှ 3D nozzle လည်းရှိတယ်။ 3D nozzle ဆိုမြင်မှုမှာပေါ့မိသားလို့ရှိရင်ဟာရေးကိုဖြန့်ပြီးတော့ ငိမ့်တာတို့ရေကိုစုပြီးတော့ငိမ့်တာတို့အဲ့လိုမျိုးသုံးနေတာ 3D nozzle လည်းရှိတယ်ပြီးအစုံရှိတယ်ဗျာဒီလိုတို့တော့တကယ် fire fighting မှာတကယ်အသုံးပြုရမှာ foam nozzle ရှိတယ်ပြီးလို့ရှိရင်ခြေပိုက်ခေါင်းအဆက်တွေရှိတယ်ပိုက်ခေါင်းအဆက်တွေမှာနှစ်လက်မခွဲကနေပြီးတော့တစ်လက်မခွဲပြောင်းလာတော့စသည်ဖြင့်တို့ပိုက်နဲ့ water source နဲ့ပေါ်မူတည်ပြီးတော့ခေါင်းတွေချင်းရတာရှိတယ်အဲ့ဒီချင်းရဲ့ accessory တွေလည်းတော့အကုန်ရှိတဲ့အပြင်ကိုကျွန်တော်ပုံမှန်ဆိုရင်ရုံးနေမှာကျွန်တော်မြင်ဘူးမှာပေါ့ water sprinkler တွေလေဆိုတော့မီးလောင်လို့ရှိရင်အဲ့အရာတွေကရေတွေဖြန်းပေးမယ်ဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်လို့နောက်တစ်မျိုးကျတော့ဘာရှိတော့ဒါလေးဆိုလို့ရှိရင် dry chemical powder တိုက် type တွေပေါ့နော်ဒီ dry chemical powder type တွေကတခုခုသာမီးလောင်နေဆိုလို့ရှိရင်အပေါ်ကနေပြီးတော့ chemical powder တွေကိုဖြန့်ချပြီးတော့မီးငိမ့်လိုက်မှာပဲဖြစ်ပါတယ်ဒီလိုမျိုးပစ္စည်းတွေလည်းရှိတယ်အစုံပဲဟာပြီးလို့ရှိရင်ဒီမှာဒီအောက်ထဲမှာဆိုလို့ရှိရင်သူက oxygen mask ပေါ့နော် mask ရဲ့အနောက်က oxygen ဖူးရဲကကြောလွယ်ပြီးတော့မိသားသမားရှေ့ကိုမီးတဲ့ကိုထဲကိုဝင်ပြီးတော့ငိမ့်တာအဆောက်အဦတွေပဲဝင်ပြီးငိမ့်တာတော့အထက်မှာ jet တို့ hydraulic cutter တို့ဟာအကုန်ရှိတယ်ဒီမှာ ရှင်းရှင်းမဲ့ပြီးအကုန်ပြောကြိုက်တာပြောအကုန်ရှိပြီးတော့သူတို့လုံခဲ့တဲ့စဲနှစ်ထဲကထုတ်ထားတဲ့ product တွေကိုလည်းဒီမှာ display ကြတာရှိရဲအဲ့လေသွားကြည့်အောင် Smile Meter Save ကဘယ်တော့နေ့ကစပြီးထုတ်လုပ်တာလဲဆိုတော့2010တည်းကနေပြီးတော့သူကကိုယ်ပိုင်စပြီးတော့ထုတ်လုပ်တာဖြစ်တယ်။အဲ့တော့သူကလူတွေကမေးကြရရှိတယ်။ဟာ token မှာလည်းထုတ်တယ်နော်။ထုတ်တာရဲ့နှစ်တွေကြာလာလို့ရှိရင် Save တွေအယောင်တွေလွင့်ပါလား။အာပြီးလို့ရှိရင် pressure တွေကကျလာပါလားဆိုပြီးမေးကြရရှိတယ်။အဲ့လိုမေးခွန်းတွေအတွက်သူကအများကြီးပဲပြောသူကဒီ counter လေးသူကစီစဉ်ပေးတာ။ ဒီကောင်တာမှာရှိတဲ့မိသက်ဆေးဘူးတွေကအနည်းဆုံး10နှစ်တက်တန်းအနည်းဆုံးရှိတဲ့မိသက်ဆေးဘူးတွေဖြစ်တယ်ဒါမျိုးတွေဆိုဒါသူတို့ရဲ့ပထမဆုံးထုတ်လုပ်တဲ့ version တွေနော်ဒီပေါ်မှာဆိုလို့ရှိရင်လည်းအမတ်တက်စက်မှုဝန်ကြီးဌာနကြီးထောက်ခံချက်ဖြစ်ထုတ်လုပ်ပြီးမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဤစမ်းသက်စစ်ဆေးချက်အရာမီအတန်းစားမျိုးမျိုးကိုထိရောက်စွာညှိနှိုင်းနိုင်ပါသည်ဟမ်ကီလိုစားတွေပါပါတယ်ဒီမှာနော်ဒါသူတို့ရဲ့ဒါသမိုင်းပဲ နော်အော်နောက်ပြီးຢာတွေရတယ်ပြန်ပြီးပြင်ပြင်လာမှာမဟုတ်ဘူးလေနော်ဒါ customer ကနေပြန်သိမ်းလာတာတဲ့အရန်ဟောင်းနေပြီမလို့ customer ကိုအစ်စ်ပေးလိုက်ပြီးတော့ပြန်သိမ်းလာတာတဲ့တို့ဒါလွန်ခဲ့တဲ့ဒါ10နှစ်ကျော်က product ဒီအချိန်နေတိုင်းပဲဒီမှာနည်းနည်းလေးတော့အပြည့်အစုံတော့ရှိရပါဘောဗျာဒါကတော့မိမိရဲ့ထားသူရဲ့ပုံမှာလည်းမူတည်တယ်တဲ့တို့လည်းပြောပြတာဥမာဗျာကျွန်တော်တို့ဆိုလို့ရှိရင်ကျမ်းမြင်မှာဒီတိုင်းခြားတာအိမ်မှာကျမ်းမြင်မှာဒီတိုင်းခြားတာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ moisture ပေါ့ဗျာ moisture တက် moisture တက်လို့ရှိရင်အထက်က powder တွေကခဲဝါလို့ရှိရင်တော့ pressure တွေပါကြီးကြာပါအခုဒီမှာဆိုလို့ရှိရင်ဟာ တို့ကအလဲမှာအစိမ့်လေးအဲ့အစိမ့်နေရာမှာရှိရဆိုရင်ဒီမီသက်ဆေးဘောကောင်းကောင်းအသုံးပြုလို့ရတယ်အခုဒီချိန်ဖွင့်ပြီးတော့သုံးမယ်ဆိုလည်းဒီမီသက်ဆေးဘောဘာပြဿနာမှမရှိဘူးသုံးလို့ရတယ်ပြင်တော့မီသက်ဆေးဘောဒီလိုလေးစမ်းလိုက်လို့ရတယ်ဘောစမ်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်တို့ကအထက်ကပေါ်တာအမုံလေးတွေရွေးသွားတဲ့အတန်လေးကြား shrink shrink နဲ့ကြားအဲအဲ့လိုကြားနေရဆိုလို့ရှိရင်ဒါဒီမီသက်ဆေးဘောကအားလုံး okay okay အဲ့တော့ဟိုဘက်မှာတခြားပစ္စည်းရှိတယ်တော့ကြည့်အောင် ်ဒါတွေကတော့ဒါ mobile phone unit ဖြစ်တယ်ဒါတွေကဘယ်လိုနေရာမှာသုံးရတာလဲဆိုတော့ဒီ unit ထဲမှာဖုန်းစေးရည်တွေကိုတစ်ခါတည်းထည့်ထားလို့ရပြီးတော့မီးလောင်တဲ့နေရာကိုရွေးရှားစနစ်နဲ့စီလောင်ကန်တို့ရက်ချက်စက်ရုံတွေမှာအသုံးများတဲ့အမျိုးအစားဖြစ်ပါတယ်ဖုန်းကတိုင်ကီနဲ့လာမယ်ရေတိုင်ကီနဲ့လာမယ်လိုအပ်ရင် refill လုပ်လို့ရပါတယ်ဒါမျိုးကိုအထိုင်ဆင်ရတဲ့ဆက်တွေလည်းဟိုဘက်မှာရှိတယ်ဒီကကြတော့မိုဘိုင်းဖြစ်တာဖြစ်တဲ့အတွက် ကားနဲ့တင်ပြီးတော့ယူရမယ်ဆိုရင်လည်းရတယ်တနည်းအားတနည်းအားကိုရွှေ့ပြီးတော့ယူရမယ်ဆိုရင်လည်းရတယ်ဒီကတော့ဖုန်းတိုက်ကိုမှနည်းနည်းစိုက်ကြည့်တာဖြစ်ပြီးတော့ခုနမိသက်ဆေးမှုမှာဆိုလည်းဖုန်းတိုက်ရှိတယ်အဲ့တော့ ဟိုဘက်မှာထပ်သွားကြည့်အောင်ဒါတွေကတော့ဒါ commercial use ဖြစ်တယ်ဒါ foam type ကို25 liter တွေဒါတွေကတော့ portable အောက်မှာဘိန်းလဲပါတာဖြစ်တဲ့အတွက်တနည်းတနည်းကိုဆွဲပြီးတော့အလွယ်တကူယူသွားလို့ရတယ်25 liter ဆိုတော့ထမ်းပြီးပြေးဖို့လည်းလွယ်တဲ့ကိစ္စတွေမဟုတ်ဘူးအဲ့ဒါကြောင့်သူအောက်မှာအကုန်လုံးဘိန်းတွေတက်ပေးတာဒါတွေကတော့ commercial use ဖြစ်တယ်ဒါက foam type ဖြစ်တယ်ပြီးရင်ဒါ CO2 CO2 မှာဆိုရင်ဒါက10 kg CO2 10 kg 10 kg မှာလည်းအောက်မှာဘိန်းနဲ့တခါတည်းအသုံးပြုရလွယ်ကူအောင်လို့လုပ်ပေးတာ CO2 ကြတော့နော်လုံးလုံးရှည်ရှည်လေးတွေလုပ်ပေးတာသူကတခါတည်းခွဲလို့ရတယ်ပြီးတော့ကြတော့ဒီအယောင်နဲ့လည်းခွဲလို့ရတယ် ် CO2 ဆိုလို့ရှိရင်ဒါအမဲရောင်အဲတော့အဲ့လိုမျိုးလေးလုတ်ပေးတာပြီးရင်ဒါဆိုလို့ရှိရင်တော့ဒါကျွန်တော်ပထမကြည့်ခဲ့တဲ့ဒါ powder type ပဲ powder type ပြီးဆိုလို့ရှိရင်ဒီမှာ 25kg သူလည်းခုနကဖုန်းတိုက်နဲ့ design တူတယ် design တူတယ်အောက်မှာဖိန်းတွေတက်ပေးတာဆိုတော့အလွယ်တကူတည်သွားလို့ရအဲ့ဒီအချိန်တွေမှာရှိတယ်ပြီးတော့ကျတော့ဒီမှာဒါတွေလည်းရှိတယ်ဘာလဲဆိုတော့ portable fire pump set ပေါ့နော်ဒီဟာရဲ့ UU pump နဲ့ဘာကွာလဲဆိုတော့ဒီဟာကျတော့ဖုန်းမှာထည့်ပြီးတော့တုံးလို့ရတယ်ဖုန်းနဲ့ရေနဲ့ရောရောပြီးတော့တခါတယ်ပတ်မယ်ဆိုရင်ပတ်လို့ရတယ်သူကဒီ set တွေကဒါ15កောင် ရှိတယ်သူက leaf fan engine ကိုသုံးလာတာနော်ကျွန်တော် leaf fan engine ကိုသုံးပြီးတော့ဒါ15កောင် engine လေးဖြစ်တယ်တချို့အာ네တို့ဘာလို့မှာဆိုလို့ရှိရင်ဒီဟာလေးကတော်တော်အသုံးဝင်တယ်လို့ပြောတယ် तू ကပြီးရင်ဒီတစ်ခုတည်းမဟုတ်ဘူး तू နဲ့ပတ်သက်တဲ့ accessories တွေ तू အကုန်ပေးရရရေပိုက်တွေ nozzle ခေါင်းတွေလေးချူတဲ့ပိုက်တွေစသဖြင့်ဒါတွေအကုန်လုံး one set ဒီနေရာမှာရတာဖြစ်ပြီးတော့နောက်ထပ်တစ်ချက်က smile ကနောက်ထပ်ဝန်ဆောင်မှုတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ fire safety certificate ကိုလူချင်းမင်းတို့ရဲ့လုပ်ငန်းတွေမှာကြားဖို့အတွက်ကို तू က installation တွေအကုန်လိုက်ဆင်ပြီးတာ เนาะဒီအစားအဦးဆိုလို့ရှိရင်ဘာတွေလိုလဲเนาะဘလို့လုပ်ငန်းမျိုးဆိုရင်ဘာတွေလိုလဲအဲ့ဒါတွေအကုန်လုံးကိုသူ installation တွေအကုန်လိုက်လုပ်ပေးတာသူရဲ့ project တွေလည်းနောက်တစ်ချိန်ကျရင်တွားပြီးတော့လေ့လာပါအောင်မယ်အခုနောက်ပြီးတော့ဒီ smile meter save ထုတ်လုပ်တဲ့စက်ရုံကအခုမှထုတ်တာမဟုတ်လုပ်ငန်းတွေ15နှစ်ထဲကထုတ် သူမိသားစေးကဘယ်လိုထုတ်တယ်ဆိုတော့တန်မြားရှိတယ်တန်မြားကနေမှအရင်လုံးလိုက်တယ်တန်မြားကိုလုံးလုံးပြီးတော့ခင်းရေးစောခင်းရေးစောပြီးတော့မှအပေါ်နဲ့အောက်နဲ့ကိုပိတ်ပိတ်ပြီးတော့မှအယောင်ထက်ယောင်ထက်ပြီးတော့မှအယောင်တင်ယောင်တင်ပြီးတော့မှတစ်ခါလေးပေါင်းဆက်လေးပေါင်းဆက်တယ်ဆိုတာလေးလေးပိုင်းလုံးလားမလုံးဘူးလားဒါကိုဆက်တာအဲ့ဒါကြီးဆက်ပြီးပြီဆိုတော့မှတစ်ခါဆက်ကြီးတဲ့ကိုထည့်ပြီးတော့ပေါ်တာတွေတိတ်ပရက်ရှာတွေထည့်ထည့်ပြီးတော့အဖုံးကိုပိတ်လိုက်တော့မှဟိုနောက်ကမိသားစေးကထွက်တယ် ဒါသူ့ရဲ့လုပ်ငန်း process ပေါ့နော်ဒါကစက်ရုံထဲမှာကြောက်အတန်းနေအရန်စုနေလို့မလို့ကျွန်တော်ကဒီလိုမျိုးရိုက်ပြရတယ်မဟုတ်လို့ကျင်တော့တစ်ခုချင်းရိုက်ပြချင်တာဟောဒါတော့တန်ပြားတန်ပြားနေဘလို့ထုတ်တယ်ဘလာဘလာဘလာကျွန်တော်လုပ်ပြချင်တာအဲ့တော့ကျွန်တော်စက်ရုံထဲကို detail လိုက်ပြလို့ရတာမဟုတ်တဲ့အတွက်ကျွန်တော်အခုဘာလို့ခုစီစဉ်တာလဲဆိုတော့မိသတ္တာကို demo ဆိုချင်းလုပ်ဖို့လုပ်ထားတယ်ကြောက်ကြည့်အောင် โอเคအခုကတော့လက်တွေ့စမ်းသပ်ကြည့်ရမယ့်အချိန်ကိုရောက်သွားပြီလက်ထဲမှာဒါ 2kg ဘူးလေးရှိတယ်ဒီချိန်မှာဆိုစီပန်းလေးပြင်ထားတယ်စီပန်းလေးပြင်ထားပြီးတော့ခုနကတော့ဒီဆက်ရုံကအကိုတွေကကျွန်တော်ဒီမိုဆွေးရေတစ်ချက်လုတ်ပြပြီးသွားပြီအမီကိုဘလို့ရှို့ထားရည်ပြင်ဘလို့ငိမ့်နေဆိုတော့သူကဒီမိုဆွေးရေလုတ်ပြီးသွားပြီကျွန်တော်အခုကျွန်တော်ပြန်ပြီးလုတ်ပြရမယ့်အချိန်ကိုရောက်ပြီအဲ့တော့မိသက်ဆေးဘူးကဒီတိုင်းဆိုလို့ရှိရင်ဘာမှသုံးလို့မရသေးဘူးသူက safety pin တွေပါရှိတယ်အဲ့တော့နံပါတ်1ကကျွန်တော်ဒီမှာ safety pin လေးကိုဆွဲဖြုတ်လိုက်မယ် safety pin ပြုတ်သွားပြီပြုတ်သွားပြီဆိုတဲ့အချိန်မှာဒီမှာလက်ကင်ခွင်းကိုအောက်မှာထောက်ထားတဲ့ clip လေးရှိတယ်အဲ့ကောင်လေးလည်း ဆွဲဖြုတ်လိုက်လို့ရပြီအဲ့အချိန်မှာဆိုဒါ ready ဖြစ်သွားပြီဒါတုံးလို့ရပြီမဟုတ်လို့ရှိရင်ဒီလက်ကင်ခွင်းကခုနထောက်ထားတာဖြစ်တဲ့အတွက်အာချက်ချင်းတုံးလို့မရသေးဘူးပေါ့နော်ပြီးလို့ရှိရင်ဒီမှာ तू က၄ပေါင် pressure ရှိတယ်ဒီ pressure ကလည်းစိမ့်နေရတယ်အဲ့တုံးချက်ကြီးလိုက်ပြီဆိုလို့ရှိရင်မြင်းငိမ့်မယ်ဆိုစရပြီးငိမ့်လို့ရတယ်အဲ့တော့ကျွန်တော်တို့စပြီးတော့မြင်းငိမ့်ကြီးလာအိုကေတစ်ချက်လောက်ဝင်ကြီးပါဦးโอเคအခုဆိုရင်ဒါဒါမီးစလောင်နေပြီပေါ့မီးမီးရဲ့အောက်ခြေကိုချိန်ပြီးတော့ပိုက်ကောင်းကိုဘဲညာရမ်းကြွယ်ညှိမ့်တာဟောအကျမ်းမြတ်ဒါပဲဆိုတော့ ဆိုလိုချင်တာဒါဆိုလို့ရှိရင်လေအခုဒီလောက်ငြိမ်းပြီးွားတဲ့အခြေအနေမှာဆိုလဲဆက်သုံးမယ်ဆိုလဲဒီမီတက်ဆေးဘူးကဆက်သုံးလို့ရနေသေးတယ်ဆက်သုံးလို့ရသေးတယ်ဆိုတာကမီးကမငြိမ်းသေးဘူးမီးကလည်းကြီးတယ်ဆိုရင်ဆက်သုံးလို့ရတယ်ကိုဆိုလိုတာမီးတက်ဆေးဘူးတွေကတော့တစ်ခါသုံးပြီးပြီဆိုလို့ရှိရင်ပြန်ဆက်ဆေးဖို့လိုပါတယ် refill service ကိုလိုချင်တယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ရဲ့ spice set ယုံမှာဝန်ဆောင်မှုပေးပါတယ်အဲ့တော့ဒီ video လေးရဲ့အနည်းချက်ကိုပြောပြ ဒီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ့်အချိန်မှာတော်တော်လေးများများဆဆကိုပြောပြရရှိတယ်။အဲ့ဒါတွေမပြောခဲ့မှာအရေးကြီးဆုံးပြောရမယ့်တစ်ချက်ကခုနကလိုမျိုးမီးနဲ့ဒီမိုဆိုရှင်လုတ်တဲ့ကိစ္စတွေပါတယ်။အိမ်မှာဆန်းကြည့်ဖို့မလိုပါဘူး။အကယ်၍အဲ့လိုမျိုးတွေဒီမိုဆိုရှင်လုတ်တာတွေကြည့်ကျင်တာပဲဖြစ်ကိုယ်တိုင်ဆန်းကျင်တာပဲဖြစ်ဖြစ်ဆိုလို့ရှိရင် smile ကိုဆက်သွယ်လိုက်ပါ။တို့လာပြီးတော့ဒီမိုဆိုရှင်လုတ်ပြပါလိမ့်မယ်။အိမ်မှာတော့ကိုယ့်ကိုစိတ်ကူးတဲ့တို့တော့ရှောက်ရှောက်ပြီးတော့မဆန်းကြပါနဲ့။နော်အဲ့ဒါတွေတော့ကြိုးပြောတာပဲ။အဲ့ဒါနံပါတ်1တစ်ချက်။အဲ့တော့နံပါတ်2တစ်ချက်ကိုပြောမယ်ဆိုရင်ကျွန်တော်က smile ကိုအရင်ကတီးခဲ့တာကမိသားဆေးဘူးနဲ့ပဲကျွန်တော်တီးခဲ့။ကျွန်တော်အိမ်မှာဆိုလို့ရှိရင်လည်း smile ပဲဝယ်သုံးခဲ့တာ။အဲ့ဒီတော့ဆိုလို့ရှိရင်ကျွန်တော် admin manager ကျွန်တော်ပြောရတာโอเคမိသားဈေးဦးကျွန်တော် price list ပေးပါဆိုတော့သုံးခုပေးသုံးခုပေးတဲ့အချိန်မှာ spy ကအဲတော့ဈေးနှုန်းက mid မှာရှိတယ်ပေါ့အလယ်မှာရှိတယ်ပေါ့အခုကတော့ပို့ပြီးတော့ဈေးနှုန်းတွေထက်ချထားတယ်လို့ပြောတယ်အဲတော့ကျွန်တော်ကကျွန်တော်ပို့ရင်လည်းပြောတယ်အဲတော့တော့သိလို့တော့မဟုတ်ဘူးတော့ spy ကိုပဲကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်ကမိသားဈေးဦးတွေအိမ်မှာထားဖို့အတွက်ကိုဝယ်ခဲ့တယ်အခုကတော့ဒီမှာ spy ရဲ့စက်ယုံတွေရောဗာရောလာပြီးတော့လေ့လာခွင့်ရခဲ့သူရဲ့ spy စက်ယုံတွေကိုလေ့လာတဲ့အချိန်မှာတော်တော်လေးကိုမိုက်တယ်ဗျာစိတ်ဝင်စားဖို့ကောင်းတယ်တန်ပြားကနေပြီးတော့အချောတွေထွက်တဲ့အထိအဆင်ဆင်ပေါ့နော် အဆင့်ဆင့်တန်များကိုဖြတ်မယ်လုံးမယ်ဒေးစော့မယ်အောက်စော့စွတ်မယ်အပေါ်စော့စွတ်မယ်အားပြီးလို့ရှိရင်အလေးလုံးမလုံးစစ်မယ်စိမ့်မုံမယ်ပြီးလို့ရှိရင်အိုင်တဲ့ကိုစေးထည့်မယ်ပြီးရင် gas တွေထည့်မယ်ထည့်ပြီးတော့မှလုံးဝ ready အခုလိုမျိုးရောင်းလို့ရတဲ့အဆင့်အထိအဆင့်ဆင့်ကိုရောက်တာအဲ့ဒါကလည်းအခုမှလုပ်တာမဟုတ်ဘူးလုံခဲ့5နှစ်လောက်ခဲ့ရလို့တော်တော်လေးမိုက်တယ်ကွာတော်တော်လေးသဘောကျဖို့ကောင်းတယ်ကျွန်တော်မသိဘူးဒါတွေကအရင်က input ပဲလာရလို့ထင်တာမဟုတ်ဘူးတဲ့ဒီစိတ်ယုံကမြန်မာနိုင်ငံမှာဒီစိတ်ယုံတစ်ခုတည်းပဲရှိတယ် အဲ့ဒီချက်ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ကိုဒီမှာရှိတဲ့ management လုပ်နေတဲ့လူတွေလူငယ်တွေဖြစ်တာဖြစ်တဲ့အတွက်သူက innovative ဖြစ်တယ်။အဲလုံးဝတစ်ခုပဲတစ်ခုသူကစဉ်းစားနေတာဘယ်လိုမျိုးဒီထက်ကောင်းအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့မျိုးစုံစဉ်းစားနေတာဖြစ်တဲ့အတွက် product တွေလည်းအစ်တွေအများကြီးထွက်တယ်။အခုညာမိသက်ဈေးဘူးကတော့ပုံမှန်မိသက်မိသက်ဈေးဘူးပဲပေါ့။ဒါပေမဲ့ဒီလိုမျိုး kit တွေလည်း safety kit တွေလည်းထွက်တယ်။သူကမိသက်ဈေးဘူးပါတယ်။ပြီးလို့ရှိရင် fire blanket ပါတယ်။ပြီးလို့ရှိရင် first aid kit ပါတယ်။ one set လေ။ဒါမျိုးလေးဆိုလို့ရှိရင်အိမ်မှာစောင့်နာလည်းကောင်းတယ်။ ားထဲမှာထည့်ထားမယ်ဆိုလို့ရှိရင်လေနေရာလည်းမယူဘူးကြာဒီလိုမျိုးထောင်လိုက်ထောင်ရသားလေးပဲထည့်ထားလိုက်ရုံပဲနောက်တစ်ခုဆိုလို့ရှိရင်ဆွဲထုတ်ပြီးတော့ညင်းငိမ့်နိုင်ပိုင်းလုပ်လို့ရဒါမျိုးကတစ်ခုပြီးတော့ကြာအခုနောက်ပိုင်းလူတွေတော်တော်များများစောင်းထားတာအခုနောက်ပိုင်းလူတွေတော်တော်များကားထဲမှာစောင်းထားတာဒီ size လေး 1kg ပေါ့ 1kg size လေးဆိုရင်မလက်တစ်ဖက်ထဲနဲ့လည်းနိုင်တယ် အသုံးပြုရလဲလွယ်ကူတယ်။ယောက်ျားရောမိန်းမရောအလွယ်ကူအသုံးပြုလို့ရတယ်။တွိုင်းလာရင်ပဲဖြစ်ဖြစ်မိမိရဲ့ကားပဲဖြစ်ဖြစ်တခုခုများမီးလောင်တာပဲဖြစ်ဖြစ်ဝိုင်ရှော့ဖြစ်ခဲ့တာပဲဖြစ်ဖြစ်တခုခုဆိုလို့ရှိရင်အမြန်ဒါလေးနဲ့နှိမ့်လိုက်လို့ရှိရင်အပြည့်အစုံဆုံးမှုနည်းနိုင်တယ် အဲ့ဒါလေးတခုရှိတယ်ပြီးတော့ကျတော့သူက car brand အနေနဲ့လည်းပေါင်းပြီးတော့လုံးဝ label sticker လေးတွေကပ်ပဲဘယ် car brand နဲ့သူတို့ ਨੇ ပူးပေါင်းပြီးတော့ထုတ်လုပ်ပြီးဆိုရဲဟာမျိုးတွေလည်းသူက corporate sales တွေလည်းသူအများကြီး season ပေးတာဖြစ်တဲ့အတွက် smile ကိုတခုလိုအပ်တာရှိလို့ရှင်ဆက်သွယ်လို့ရတယ်အဲ့ဒီအပြင်ကိုဒီ smile ကတော့ဒီ meet the sale တမျိုးထဲတယ်မကောက်ဘူးဒီလုပ်ငန်းနေဆက်ယုံနေ hotel အဆောက်အဦအကြီးတွေမှာရှိတဲ့ firefighting system တွေ အဲ့ဒါတွေကိုလည်း installation လုပ်ပေးတယ်။အဲ့ဒီတော့ firefighting system installation တွေကို one stop service ရတဲ့ smile meter စေဘူးဆက်ရုပ်ဆက်သွယ်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့စီသွားအောင်။နော်တပေးကြော်ကြော်ပတ်ချလေလောက်ကြီး။ရတယ်။ကြားရမယ်။3 2 1 go ခါရဲမီးဖြတ်ဟုတ်ပါ။ဒီအိမ်မီးမှာပြန်ကြောက်မယ်။3 2 1 go 위험해 이서훈이